အလုံးမဲမင်္ဂလာပါခင်ဗျာ Rewind Me Channel မှာ ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ဘူဂျိုအောင်ဆန်းကပြောသည်မှာဒီဒိမ်မှာအုတ်ချုပ်နေတာဒီသူလူထုကရွေးချယ်တင်မြှောက်လိုက်တဲ့ပြည်သူဒီမိုကရေစီအစိုးရဖြစ်တယ်ကျိုးတို့နိုင်ငံမှာအုတ်ချုပ်နေတဲ့အစိုးရဟာ ပြည်သူလူထုကရွေးချယ်တင်မြောက်လိုက်သောပြည်သူဒီမိုကရေစီအစိုးရမဟုတ်ဘူးသူသဘောနဲ့သူလာပြီးအုပ်ချုပ်နေတဲ့အစိုးရဖြစ်တယ်ဟုစာဒေါ်မန်စမစ်အစိုးရကိုပွန့်ပွန့်လင်းလင်းတိုက်ခိုက်နေပါသည်အစိုးရရဲ့ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းတွေကိုနှောင့်နှေးအောင်ပြုလုပ်တဲ့အတွက်ကျုပ်တို့ပြည်သူတွေဒုက္ခရောက်ကြမှာပဲခံစားရကြမှာပဲဒါပေမဲ့ကျုပ်တို့အလိုရှိတဲ့လွတ်လပ်ရေးရဖို့အတွက်ကျုပ်တို့အနစ်နာခံကြရမှာပဲလွတ်လပ်ရေးထက်ဘယ်ရာမှအရေးမကြီးဘူးဟုဆိုခဲ့သည် တို့တို့ရဲ့လွတ်လပ်ခွင့်ကိုရောင်းစားလို့မဖြစ်ဘူးဟုလဲဆိုခဲ့သည်ဗိုလ်ချုပ်အောင်ဆိုင်ကိုပိုင်တက်ဖြစ်သောဤသူရဲဘော် PVO သည် လူမှုပရိသတ်ရှိတွင်စည်ရေးပြနေကြသည်အရက်ဖတ်တဲ့ပိတ်အဖွဲများဤအထဲတွင် PVO များဝင်ပြီးအကြီးအကျယ်ကန့်ကွက်ဆန္ဒပြကြမည်အစိုးရလုပ်ငန်းများကိုအကြီးအကျယ်နှောက်ယှက်ပေးကြတော်မူဖြစ်သည်ဇာတော်မန်စပစ်သည်ဗိုလ်ချုပ်အောင်ဆန်းကိုဖိနှိပ်ရန်မလွဲချောင်းတည်သွားသောအခါအလိမ့်မာသုံးပြီးချော့မော်ပေါင်းရန်စီစဉ်ခဲ့သည် ဘူကျောင်းအောင်ဆန်းဥဆောင်သောဖဆပလာခေါင်းဆောင်များကိုလန်ဒန်မြို့သို့ဆေးလွှတ်ပြီးစစ်ဆက်ဆွေးနွေးရန်စီစဉ်ခဲ့တော်လဲ White Hawk ကအင်္ဂလန်မှကပ်ဘိနဲ့အစိုးရသည်ဒီလိုအကြမ်းဖက်ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံရန်ဆန္ဒမရှိဟုညင်းပယ်ခဲ့သည်ဇာရမန်စမစ်သည်တစ္ဆတ်ဆန်းဆိုင်ရေနံထုတ်လုပ်ငန်းတတူဒူးဘော်လုပ်ငန်းများအတွက်ဘာမင်အင်တာပရိုက်ကိုပူးပေါင်းလုပ်ကိုင်ခွင့်ပေးခဲ့သည်သို့တော်ဖဆပလာကလဝကြီးအုပ်အရင်းရှင်စနစ်ကိုဆက်ညင်ကြဟုဆိုပြီးဝိုင်းရွေဖြက်စီးခဲ့ကြသည် ဇာပေါ်ထွန်းဒီဘူကျော်အောင်ဆန်းကိုခုအမျိုးသားချင်းဖြစ်တော်လဲအထမလောက်ကိုင်းတတ်သူအရာရာတွင်စဉ်းစားစဉ်ညင်တော်တရားအတိတရားမရှိဘဲလူငယ်ပီပီဇွတ်တယူဇောက်ကန်းလောက်တတ်သောဘူကျော်အောင်ဆန်းကိုနိုင်ငံရေးအကြောင်းဘာမှမသိနားမလဲသောမမလူလူကဝေးလေးလေးတန်ယောင်လိုက်ပြီးထောက်ခံနေကြသည်ထို့ကြောင့်ဇာပေါ်ထွန်းဒီနိုင်ငံရေးလောကထဲမှာဘူကျော်အောင်ဆန်းကိုဖယ်ရှားလိုသည်သူတွင်ဘိုးကျော်အောင်ဆန်းကိုဖမ်းချုပ်နိုင်သောအခွင့်အာဏာမရှိပေ။ထို့ကြောင့်စာတော်မန်စမစ်အား ဝူကျောင်းဆန်းကိုဖမ်းဝရမ်းထုတ်ပြီးဖမ်းကြုတ်ထားမှသာဗမာပြည်ပြန်လည်ထူထောင်ရင်းလုပ်ငန်းကိုစတင်ရန်ဖြစ်နိုင်ပေမည်။ဖာစာပါလအဖွဲ့ချုပ်ဒဲရင်ဝူကျောင်းဆန်းတဥ်မှလွဲ၍ပြန်သောသူများတတ်တိမရှိကြကြောင်းဗမာအချင်းချင်းဖြစ်သောစာပေါ်ထုံးကနားလေသည်။ဝူကျောင်းဆန်းကိုဖမ်းလျင်ဖာစာပါလကိုညီသူဥဆောင်မြင်သည်။ဖာစာပလာကိုဥဆောင်ပြီးစူပူတဲ့သူကိုထပ်ပြီးဖမ်းမယ်ဆိုရင်ဘယ်နှစ်ယောက်ထပ်ဖမ်းရမည်နည်းဆိုသည်ကိုဗမာအချင်းချင်းတွေအကြောင်းကောင်းကောင်းသိသည် သို့သောစာပေါ်ထွန်းတွင်ဖန်ဝရန်ထုတ်ခွင့်အာဏာမရှိပေစာပေါ်ထွန်းသည်ဇာဒွန်မန်စမစ်အစိုးရဖွင့်နှင့်ပေါင်းနေတာဘာကုန်းမှမျှော်ကိုး၍မဟုတ်ပေမိမိတို့၏တက်တန်းသည်သုံးနှစ်မြသာရှိသည်ဒုလရေးရပြီးရင်ဗမာပြည်နိုင်ငံရေးသည်တပုတ်ဦးလိုရှုပ်ထွေးလာမည်ကွန်မြူနစ်တွေကလည်းအာဏာကိုလိုချင်ကြသည်ဆိုရှယ်လစ်တွေကလည်းအာဏာကိုအပိုင်စီးထားကြမည်ရှိဝိုင်းရဲ့နိုင်ငံရေးသမားဥပဖေတို့ဒေါက်တာဘမော်တို့ဦးစောတို့အုပ်စုကဓမျိုးလွန်စွာရှုပ်ထွေးမိကိုသိသည် ဂျီဒီရှာလက်အောက်မှာနိုင်ငံရေးလှုပ်ရတာအထင်းကိုရှိသည်မမာရင်လွတ်လည်ရေးရသွားရင်အထင်းကိုမဲ့သွားမည်ဈီးမဲ့ကမ်းမဲ့မင်းမဲ့စရိုက်ဝါဒီတွေသူ့ကိုငါသက်ငါကသူ့ကိုတတ်နဲ့ရုပ်ထွေးပွေလီကြလိမ့်မည်ဟုသိထားသည်ယခုလှုပ်နေတာကနိုင်ငံတော်ပြန်လည်ထီထောင်ရေးဖြစ်သည်ပါတီဆွဲပုပ်ကိုဆွဲခိုင်းကနာဆွဲမပါဘီသို့သောစာဒေါ်မန်စမစ်ကို မောင့်ဘတ်တန်ကတားထားသည်မမာရီကိုမိမိတို့ထုတ်ပေးထားတဲ့လက်နက်တွေကအများကြီးရှိသည် သူတို့တွေဂျပန်ကိုလည်းထိထိရောက်ရောက်တိုက်ခိုက်ခဲ့တာမဟုတ်ဂျပန်ကိုတကယ်တိုက်ခိုက်ခဲ့တာကချင်ရှင်နာကနဲ့ကရင်တွေသာတိုက်ခိုက်ခဲ့ကြသည်မမာတွေကတိုက်ပွဲမှာဒဏ်ရာရပြီးထွက်ပြေးတဲ့ဂျပန်တွေကိုသာစောင့်မြည်တတ်ခဲ့ကြသည်စစ်ပြီးတော့လက်နက်တွေပြန်သိမ်းတဲ့အခါလက်နက်သိမ်းမရလက်နက်အများစုကိုသူတို့သိမ်းထားကြသည်ထို့ကြောင့်အချိန်မရွေးတိုးဝှထားတဲ့လက်နက်တွေထုတ်သုံးပြီးတော်လှန်ပုန်ကန်နိုင်သည်ထို့ကြောင့်ဗိုလ်ချုပ်အောင်ဆန်းကိုဖမ်းချုပ်လို့မရနိုင်ဘူးဟုတတိပေးသွားသောကြောင့် ဇာဒေါ်မန်စမစ်ကဗိုလ်ချုပ်အောင်ဆန်းကိုဖမ်းဝရမ်းမထုတ်ခဲ့ပြီးဗိုလ်ချုပ်အောင်ဆန်းနေပြိုင်ဘက်နိုင်ငံရေးသမားလူဆိုးကြီးများကိုသက်ဆိုင်ရာထောင်များမှာလွှတ်ပေးလိုက်ပါက သူတို့ဗမာအချင်းချင်းအာဏာလုကြအချင်းချင်းအုပ်စုဖွဲ့ပြီးချကြရင်မိမိအစိုးရအပေါ်ဗိုလ်ချုပ်အောင်ဆန်းနေဖတ်စာပါလိုက်ဤပြင်းထန်စွာဖိအားပေးမှုရော့သွားပေမည်ထို့ကြောင့်လန်ဒန်ကိုအကြောင်းကြားပြီးဗိုလ်ချုပ်အောင်ဆန်းနေဖတ်စာပါလိုက်ဤလှုပ်ဆောင်မှုများကိုဖြိုခွင်းရန်အတွက်ဗမာအချင်းချင်းချကြဖို့ အတကြီးလွန်သော မမာနကြီးပြီးတစုတ်ထိုးဖြင့်မိုက်မိုက်ကန်းကန်းလှုပ်တက်သောဂနုံဥစောနှင့်ဗမာနိုင်ငံရေးတွင်တကူကောင်းဆံမြည်အာနာမလွန်သောသခင်ဘဆိုင်တို့ကိုထောင်မှလွတ်ပေးရန်တောင်းဆိုလိုက်သည်သခင်ဘဆိုင်သည်ကိုဂျိုးရှာနိုင်ငံရေးသမားဖြစ်သည်သခင်ဘဆိုင်၏တပင်ရင်းများဖြစ်ကြသောသခင်ထွန်းအောင်နှင့်သခင်ရှုမောင်းဘိုးနေဝင်းတို့သည်ဇယသမားသခင်ဘဆိုင်ကဲ့သို့နိုင်ငံရေးကိုညစ်ပတ်စွာအောက်တန်းကြစွာဖြင့်ကိုဂျိုးရှာခဲ့ကြောင်းသမိုင်းသက်သည်အထင်ရှားကြံခဲ့သည် လန်ဒန်မှသခင်မဆိုင်နှင့်ဂလွန်ဥစောတို့ကိုလွှတ်ပေးခဲ့သည်ထို့နောက်အမေရိကန်အစိုးရအားမိမိလက်ရှိကျုံတွေ့နေရသောနိုင်ငံရေးအခက်အခဲကြောင့်ဒေါက်တာဘော့မော်ကိုထောင်မှလွှတ်ပေးရန်စာဒေါ်မန်စမစ်ကတောင်းဆိုရာအမေရိကန်အစိုးရသည်ဒေါက်တာဘော့မော်ကိုထောင်ကလွှတ်ပေးလိုက်သည်1946ခုနှစ်ဇန်နဝါရီလ19ရက်နေ့တွင်ပဲခူးတိုင်းနေရာအနှံ့ပြားတွင်ဓမြတိုက်မှုများစွာပေါ်ပေါက်ခဲ့သည်စာဒေါ်မန်စမစ်နှင့်မောက်ဘတ်တန်တို့၏ယူဆချက်မှာဗိုလ်ချုပ်အောင်ဆန်း၏ဖတ်စာပါလအဖွဲ့ကိုအမြန်ဆုံးအာဏာလွှဲပေးရန်အတွက် ပြည်သူရဲဘော်အဖွဲ့ PVOE လောက်ရဟုယူဆရာကြီးမာသောစစ်အင်အားဖြင့်ဓမြများကိုဖမ်းဆီးရှင်းလင်းလိုက်ပါက PVO များငြိမ်သွားမည်ဟုယူဆသည်ထို့သောအမေရိကန်အစိုးရကပြည်ထိန်အာဏာပိုင်တို့အားဓမြများကိုအင်အားအနှဲငယ်ဖြင့်နှိမ်နင်းနိုင်ပါသည်ကြီးမာသောစစ်စင်ပြုလုပ်ရန်သဘောတူပါဒေသတွင်ပြဿနာများကြီးထွားလာနိုင်သောကြောင့်ဖြစ်သည်အန္တအစိုးရကလည်းသဘောမတူပါစစ်စည်းအကျွေးများကြောင့်ပြည်ထိန်ဤစီးပွားရေးကြဆင်းနေရာ မလို့အပက်ကြီးမသောစစ်စင်ရေးပြုလို့ရန်ခွင့်မပြုဘဲအင်အားအ ਨੇ ဆုံးသာသုံးမီဖြိုခွင်းရန်အတွက်သာခွင့်ပြုရာ မောက်ဘတ်တန်လဲစိတ်ပြတ်နေသည်ပြည်သူရဲဘော် PVO တွေတောင်းညံ့မြေဓမြတိုက်နေကြသည်ကိုသိသည် အမှန်တော့ပြည်သူရဲဘော်အဖွဲ့တွင်လစာဝင်းငွေစားနေရိတ်ခါရာရှင်များမရှိပါထို့ကြောင့်အင်အားကြီးမသောပြည်သူရဲဘော်အဖွဲ့ကြီးရက်တီဖို့အတွက်ငွေလိုသည်ထို့ကြောင့်ဓမြတိုက်ကြသည် စေရဲအင်အားဖြင့်သွားပြီးနှိမ်နင်းရန်လည်းမဖြစ်နိုင် ပြည်သူရဲဘော်အင်အားမှတပေါင်းကျော်ကျော်ရှိသည်ထို့ကြောင့်စာဒေါ်မန်စမစ်ကအနုနီးပြန်သုံးရန်ကြိုးပမ်းပြီးဘိုးချုပ်အောင်ဆန်းနှင့်ဖတ်စာပလာခေါင်းဆောင်များကိုလန်ဒန်သို့ခေါ်၍နိုင်ငံရေးဆွေးနွေးပွဲများစတင်ကြရန်နှိုးဆော်သည်လန်ဒန်ကလည်းညင်းသည်မမတမျိုးသားလုံး၏အခွင့်အရေးကိုဖတ်စာပလာအဖွဲ့တစ်ခုတည်းကအဆုံးဖြတ်မပေးနိုင်မှဟုအပြတ်အသတ်ညင်းသည်ဒါပေါ်ထွန်းကအကြံပေးသည်ရွေးကောက်ပွဲကိုအချိန်စောပြီးကျင်းပမည် မိမိနှင့်ဦးစောပေါင်းပြီးမိမိတို့ပါတီကိုတက်ဦးအဖြစ်ဖတ်စာပလာကိုရင်ဆိုင်သွားမည်ဟုဆိုသည်စကူပြူစာတမ်းအုပ်ချုပ်ရေးကို1945ခုနှစ် February လ8ရက်နေ့တွင်စတင်ခဲ့သည်ထို့သောစာဒေါ်မန်စမစ်၏ရွေးကောက်ပွဲကိုဗိုလ်ချုပ်အောင်ဆန်း၏ဖတ်စာပလာအဖွဲ့ကစန့်ကျင်ခဲ့သည်ရွေးကောက်ပွဲမဝင်ကြပေထို့ကြောင့်ရွေးကောက်ပွဲတွင်စာဖော်ထွန်းအုပ်စုဂရုံဦးစောအုပ်စုနှင့်သခင်ဘဆိုင်အုပ်စုများလွှမ်းမိုးနေသည်သခင်ဘဆိုင်၏တပြည့်ရင်းရဲဘော်၃ချိန်မှသခင်ထွန်းအုပ်သည် ဘရင်ကန်ဆာဒေါ်မန်စမီအမှုဆောင်ကောင်စီတွင် ဝင်းကြီးတဦးဖြစ်လာသည်ထိုအခါတထုံမြို့နယ်တပြေကုန်းကြီးရွာမှရွာသကြီးဇနီးမုတ်ဆိုးမကိုတခင်ထွန်းအုပ်ကိုတိုင်ခေါ်ယူပြီးတပြေကုန်းရွာလူတက်မှုအမှုရွဲကို တရားရုံးတင်လိုက်သည်ထိုအခါလန်ဒန်အစိုးရသည်အစင်မြန်ဥတွေကိုစန့်ခြင်းပြီးလုချင်နာဇွတ်လုတက်သောအောင်ဆန်းကိုဖမ်းချုပ်ပြီးလူတက်မှုဖြင့်တရားစွဲရန်ဆာဒေါ်မန်စမီအစိုးရကိုခွင့်ပြုခဲ့သည်ပြစ်မှုမှာတနိုင်ငံလုံးတည်ကြသောပြစ်မှုဖြစ်ရာ ဟန်စီပြည်နောက်ဒေဒန်အပြစ်ပေးုံသာဖြစ်သည်ဝိုက်ဟော့ကလည်းအောင်ဆန်းကိုဖမ်းဝရမ်းထုတ်ပြီးဖမ်းမှာဟုစာဒေါ်မန်စမစ်ကိုအမိန်ပေးသည်သို့သောတော်လန်ရင်းနှင့်လုံးမဖမ်းမည်ဟုစာဒေါ်မန်စမစ်ကဝိုက်ဟော့ကိုကတိပေးလိုက်သည်မမပြည်သူလူထုထင်နေကြသည်မှာတော်လန်ရင်းနေတွင်ဂျပန်ကိုဗိုလ်ချုပ်အောင်ဆန်းတော်လန်လိုက်သောကြောင့်ဂျပန်များစစ်ရှုံးသွားသည်ဟုထင်နေကြသည်ဗိုလ်ချုပ်အောင်ဆန်း၏နောက်တွင်ဖဆဖလာအဖွဲ့ကြီးနှင့်မမပြည်သူလူထုတရက်လုံးရှိနေကြသည်ကိုစာဒေါ်မန်စမစ်ကောင်းစွာသိသည် ထိုကြောင့်ပြည်သူလူထု၏အာယုံဆိုင်မှုနည်းချင်းကိုရှာနေခဲ့သည်ထိုချိန်တွင်မောက်ပတန်သည်အရှိတောင်အာရှစစ်သည်နာပတိချုပ်ယာရူးကိုပြန်လည်ထမ်းဆောင်ရပြီးစင်ကာပူသို့ပြောင်းရွှေ့ရန်တာဝန်ကျ၍ထွက်သွားပြီဖြစ်သည်ထိုကြောင့်အောင်ဆန်းကိုဖမ်းရန်အတွက်မောက်ပတန်ကိုအကူအယူမရဖြစ်တော့ပေထိုကြောင့်အခြားသောစစ်တပ်ရာရှိကြီးများနှင့်ဆွေးနွေးရလေတော့သည်1946ခုနှစ်မတ်လ28ရက်နေ့တွင်အစိုးရအိမ်တော်၌ကျင်းပသောအစည်းအဝေးပွဲတွင်ရဲအင်စပက်တာမစ္စတာရှက်တလီ ြစ်မှုရာစုရဲ့စစ်ဆေးရေးဌာနမှအကြီးဆုံးရရှိမစ္စတာအော်ဘိုချုပ်ဘရစ်ဘာမာအာမီမှစစ်ဦးစီးချုပ်မေဂျာဂျန်နရယ်သောမတ်တို့တက်ရောက်ခဲ့ကြသည် အားလုံး၏နောက်ဆုံးသဘောတူဆုံးဖြတ်ချက်မှာအောင်ဆန်းလူတပ်မှုကျူးလွန်သည်မှမှန်တော်လဲအောင်ဆန်းကိုဖမ်းဆီးလိုက်သည့်နေ့တနိုင်ငံလုံးအုံကြွတော်လှန်ကြလိမ့်မည်ဟုဆုံးဖြတ်ခဲ့ကြသည်ယခုချိန်တွင်အောင်ဆန်းမှန်တာပဲလို့လို့မှားတာပဲလို့လို့သူ့အနောက်မှာဗမာတပြည်လုံးရှိနေသည်ဤသူရဲဘော်အဖွဲ့တွင်လက်နက်ပြည့်စုံရှိသော စစ်အင်အား3000မှ4000တိရှိသည်ဘာမာအာမီမဗမာတပ်ရင်းများပုံကန်ချလိမြည်ဟုဆိုပြီးဂျီတီရှာတမူးများကလည်းကန့်ကွက်ကြသည်ဇာဒေါ်မန်စမစ်ကမိုက်မိုက်ကန်ကန်ဖမ်းကြည့်မိဗမာတွေပုံကန်ညမြည်လောလစ်လက်သွားသောဖတ်စပါလာဥက္ကဋ္ဌနေရကိုလူနေကြမြည်လောအဲဒီလိုနေရလူနေကြရင်တော့အစိုးရအနေနဲ့ဗိုလ်ချုပ်အောင်ဆန်းအဖမ်းခံနေရသည်ကိုအခွင့်ကောင်းယူပြီးဗမာပြည်ပြန်လည်ထီထောင်ရေးအတွက်အင်တိုက်အားတိုက်ကြိုးပမ်းလှုပ်ဆောင်ကြဖို့သာရှိသည် 1943ခုနှစ်တွင်သခင်ထွန်းအုပ်ရေးသားထုတ်ဝေခဲ့သော စာအုပ်အရာဗိုလ်ချုပ်အောင်ဆန်း BIA အဖွဲ့ကျူးလွန်ခဲ့ကြသော ရာဇဝတ်မှုများမှာကြောက်မက်ပွဲကောင်းလွန်လာသည်။ဝိုက်ဟော့ကစကူပြူစာနှင်းအုပ်ချုပ်ရေးအတွက်အာဏာလွှဲပြောင်းပေးမည်နေ့ကိုအတိအကျမေးသည်။လုံတင်လှုပ်ထိုက်တာတွေကိုပြက်ပြက်သားသားလှုပ်ဖို့ပြောသည်။စာဂျွန်ဝိုက်ကအရင်စွတ်လုတ်လို့မဖြစ်ဘူးလို့ပြုတ်တားနေတာအခြားကြောင့်ကြောင့်မဟုတ်ဘူး။အိန္ဒိယတပ်ကိုအုံပြုဖို့ဆိုတာ အိန္ဒိယစစ်တပ်ကာကွယ်ရေးဦးစီးချုပ်ကအတိအလင်းပြောထားတယ်။လူဆိုးဓမြဂိုင်းတွေကိုဖြိုခွင်းတဲ့နေရာမှာပဲအိန္ဒိယတပ်ကိုသုံးရမယ်။အမျိုးသားရေးလှုပ်ရှားသူများတိုက်ပွဲဝင်ကြသူများကိုတိုက်ခတ်ရင်ခွင့်မပြုဘူးလို့အတိအလင်းဆိုထားတယ်။ဓမြတို့ကဓမြတွေကိုနှိမ်နင်းတယ်ဆိုပြီးအိန္ဒိယတပ်တွေကိုအသုံးပြုမယ်။ဒွေချောင်းစီလူသက်ပွဲတွေတိတ်ပြီးကြီးကြီးမားမားကျယ်ပြန့်လာရင်အိန္ဒိယစစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ကတည်သွားပြီးသူ့တပ်တွေအိန္ဒိယပြန်ခေါ်လိုက်ရင် ဒီမှာအဆောင်ချထားတဲ့ဂေါရခတန်နဲ့ဗြိတိရှာတပ်မှာအင်အားရှိတာမဟုတ်ဘူး။ဘာတွေဆက်ပြီးဆိုးဆိုးဝါးဝါးတွေဖြစ်လာမယ်ဆိုတာမပြောတတ်ဘူး။ဒါကြောင့်အစိုးဆုံးအခြေအနေကိုတည်တည်ချာချာတွက်ပြီးမှလုပ်ကြပါ။အောင်စန်းကိုဖမ်းချုပ်လိုက်တာနဲ့နိုင်ငံအနှက်လက်နက်ကင်တော်လင်ရေးပေါ်ပေါက်လာနိုင်တယ်။ဒုတိယကဘာစစ်မားရထားတဲ့လက်နက်ခဲရပမာဏဟာတိတ်များတယ်။ဒါတွေကိုပြည်သူရဲဘော်တွေဝှက်ထားကြတယ်။မမပြည်မှာနေရတာအမြောက်ကြီးစံပေါ်ထိုင်နေရသလိုပဲဟုသူကညင်းညူသည်။ ။အော်ဒါနဲ့စကားမဆက်။အခုလို့ကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုတိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆို။ဒီဘရလာအစောပိုင်းတွင်အသက်ခံခဲ့ရသောရွာသကြီး၏ဇနီးမုတ်ဆိုးမှအတွက်တရားမျှတမှုဖြစ်စေရန်အောင်ဆန်းကိုဖမ်းဝရမ်းထုတ်ပေးရမည်။တာဝန်ရှိသောကြောင့်စာဒေါ်မန်စမစ်သည် ဘူဂျိုအောင်ဆန်းကိုအာနာဖီဆန်မှုကြောင့်နိုင်ငံရေးအမျိုးသားရေးလှုပ်ရှားမှုကြောင့်ဖမ်းဆီးခြင်းမဟုတ်ဘဲရာဇဝတ်မှုလူသတ်မှုယူလွန်ရင်းကြောင့်ဖမ်းဆီးခြင်းဖြစ်ရာအိန္ဒိယစစ်တပ်၏အကူအညီလိုပါသည်ဟုအကူအညီတောင်းပြီးဘူဂျိုအောင်ဆန်းကိုဖမ်းဆီးရန်ကြိုးပမ်းလေတော့သည်ဘူဂျိုဘရစ်ကလည်းသဘောတူလေသည်ထို့သော White Hawk ကဟန့်တားခဲ့သည် အောင်ဆန်း၏လူသတ်မှုကိုကြိုးရှည်ရှည်နဲ့လှန်ထားလိုက်တော့အိန္ဒိယကွန်ဂရက်ပါတီနှင့် အလီဂျင်နာရဲ့ မွတ်စလင်အဖွဲ့ချုပ်တို့ကအောင်ဆန်းသည်အမျိုးသားရေးလှုပ်ရှားမှုကိုဥဆောင်နေသောအဆင့်သို့ရောက်နေပြီဖြစ်ရာရခင်ကျူးလွန်ခဲ့သောအမှုကိုဖယ်ထားပါတပည့်ကျူးလွန်မကဖမ်းဆီးပါဗမာလွတ်လပ်ရေးကိုဥဆောင်သောအဆင့်ရောက်နေသူကိုရခင်အရာရှိငယ်ဘဝကကျူးလွန်ခဲ့သောအမှုဖြင့်ဖမ်းဆီးခြင်းသည်ဗမာတို့၏အမျိုးသားရေးလှုပ်ရှားမှုကိုအညွန့်ချိုးခြင်းဖြစ်၍လက်မခံပါအိန္ဒိယတမတော်ကိုအသုံးပြုခွင့်လုံးဝမရှိပါဟုစန့်ကျင်ညသောကြောင့်အမှုကိုဆွဲထားပြီးအပြေးပြေးဖျောက်ပြက်လိုက်ပါတော့ဟု ဇာဒေါ်မန်စမစ်ကိုအမိန်ပေးခဲ့လေသည်ဇာဒေါ်မန်စမစ်ကြိုးစားမှုအလုံးသဲတဲ့ရေးသွန်းသလိုဖြစ်သွားသည်ဘာတစ်ခုမှထိထိရောက်ရောက်အကောင့်ထဲပေါ်နိုင်စွမ်းမရှိသည်ကိုဂျီတိန်ဝင်ကြီးချုပ်အက်တလီသိသွားသောအခါဗမာပြည်ကိုဒီတိုင်းလွတ်ထားပါကသုံးမရအောင်ပျက်စီးသွားမည်ဟုတွေးမိသောကြောင့်ပုံစံပြောင်းရန်ကြိုးပမ်းလေတော့သည်ထိုချိန်တွင်ဇာဒေါ်မန်စမစ်သည်ဝမ်းကိုက်ယောဂါခံစားနေရသောကြောင့်ခွင့်ပေးပြီးအင်္ဂလန်တွင်ဆေးကုသစေသည် ဝင်ကြီးချုပ်အက်တလီ၏အကြံစီမှာဇာဒေါ်မန်စမစ်အင်္ဂလန်၌ဈေးကူတနေစဉ်လူစားထိုးရန်ဖြစ်လေသည်ဇာဒေါ်မန်စမစ်သည်သူ၏တာဝန်ကိုဇာဟင်နရီနိုက်ကိုယာယီလွှဲပေးထားခဲ့သည်ပြီးနောက်1946ခုနှစ်ဇွန်လကုန်ပိုင်းတွင်အင်္ဂလန်သို့ပြန်သွားခဲ့သည်1946ခုနှစ်ဇူလိုင်လ16ရက်နေ့တွင်ကြီးဒိန်ဝင်ကြီးချုပ်အက်တလီကအမိန့်ထုတ်ခဲ့သည်ညီသူမဆိုဒုတိယကမ္ဘာစစ်ကာလအတွင်းပြစ်မှု ကျူးလွန်ခဲ့သည်ဟုနောက်ကြောင်းပြန်အမှုဖွင့်အရေးယူခွင့်မရှိဘဲ စပီးနောက်ပိုင်းကာလတွင်ကျူးလွန်ခဲ့သောပြစ်မှုများကိုသာတရားစွဲဆို권ရှိမည်စပွဲကာလမှာအဖြစ်ပြက်များကိုတရားစွဲ권လုံးဝမရှိဟုဤတိန်အစိုးရ၏အမိန့်ဒီဂရီထုတ်ပေးပြီးဘိုးချုပ်အောင်ဆန်းကိုလူသက်မှုမှကင်းရှင်းစေခဲ့သည်ဇာဒေါ်မန်စမစ်သည်ကျမ်းမာရေးမကောင်းသောကြောင့်အနာပေးလိုက်ပြီးစာဟုဘတ်ရန်ကိုတာဝန်ပေးအပ်လိုက်သည်စာဟုဘတ်ရန်သည်အရက်ဖက်အရာရှိမဟုတ်ပေစမှုဒန်းဟောင်းဖြစ်သောကြောင့်ဘိုးချုပ်အောင်ဆန်းကိုကင်တွင်နိုင်မည်ဟုအတလီကယူဆပြီးတာဝန်ပေးလိုက်သည် ဇာဟူဘတ်ရန်သည်1946ခုနှစ်ဩဂုတ်လတွင်အစိုးရအဖွဲ့ဤခေါင်းဆောင်ဘရင်ကန်ဖြစ်တာဝန်ယူရန်ဂျန်သစ္စာကျင်းဆိုလေသည်ရန်ကုန်မြို့၏အခြေအနေသည်ပေါက်ကွဲကံဤနောက်ဆုံးအခြေအနေဖြစ်နေသည်တရားဥပဒေစိုးမိုး၏ပြက်ပြားနေပြီဖြစ်သည်မြို့ဤလုံခြုံရေးကိုဗိုလ်ချုပ်အောင်ဆန်း၏ကိုပိုင်တပ်ဖြစ်သောကြီးသူရဲဘော်များကတာဝန်ယူထားသောကြောင့်နိုင်ငံရေးရည်ရွယ်ချက်မရှိဘဲတော်မီလောင်တော်ကြောင်လက်ခမောင်းခက်လီရှိသောမမာလူဆိုးသကူများအခက်ကြုံနေသည် ဘူကျောင်းအောင်ဆန်းသည်ဂျပန်ဝင်ကားစ BIA တပ်ထဲဝင်ပြီး BIA ကိုတိတ်ခါချခဲ့သောဗမာလူစုဓမြတို့အကြောင်းကောင်းစွာသိထားသောကြောင့်ဝန်တန်းများလွတ်လပ်စွာတပိတ်မှောက်နေစဉ်ဝန်နှန်းတပိတ်များအတွင်တောချောင်းများဝင်မလာစေရန်ဤသူရဲဘော်တပ်ကိုသေးသေးချာချာမှာထားသည်ကိုဗမာအချင်းချင်းဆိုပြီးမညာရန်နှင့်ငခုံးမာတကောင်ကြောင့်တလေလုံးပုတ်တာမျိုးမလိုခြင်းခြေမကောင်းရင်ခြေမကိုဖြတ်ရမည်လက်မကောင်းရင်လက်မကိုဖြတ်ရမည်အမအချင်းချင်းဆိုပြီးမညာရဟုမှာထားလေသည် ဝင်နှန်းအလုံးသဘိမောက်ကြသောကြောင့်အစိုးရရန်နရာရက်တန်သွားသည်ဘယင်ကန်စာဟုဘတ်ရန်သည်ဘယင်ကန်အမှုဆောင်ကောင်စီကိုပြင်းစင်ဖွဲ့စည်းရန်အခွင့်အာဏာရှိသည်ထို့ကြောင့်ဘယင်ကန်အဖြစ်ကျန်းသက်စာဆိုပြီးနောက်ဘယင်ကန်၏အမှုဆောင်ကောင်စီ9ဦးနှင့်6ဦးကိုလူစားလဲလိုက်သည်ဒိုင်းရင်သားရွာဝင်ကြီးအဖြစ်ကရင်ကောင်းဆောင်စောဖာဦးကြီးကို တာဝန်ပေးလိုက်သည်ဘူကြောင့်အစံကိုဒုတိယဥက္ကဋ္ဌနေရာပေးလိုက်သည်နေရီးယားနိုင်ငံတွင်နေရီးဦးကိုပေးထားသောရာထူးအဆင့်နှင့်ညီသည် ဇာပေါ်ထွန်းနေရာတွင်သခင်မြကိုတာဝန်ပေးလိုက်သည်စစ်မတိုင်မီကဝါရင် နိုင်ငံရေးသမားကြီးဥထွန်းအောင်ကျော်နေရာတွင်ဥတင်ထုတ်ကိုခန့်ထားလိုက်သည်1946ခုနှစ်နိုဝင်ဘာလ10ရက်နေ့တွင်တပိတ်အဖွဲ့အားလုံးငြိမ်သက်သွားပြီးလုပ်ငန်းဝင်သည်သည် ပြန်ဝင်ကြသည်ဖာစာပါလအဖွဲ့ချုပ်ကအစိုးရထံတောင်းဆိုချက်၄ချက် တောင်းခဲ့သည်1948ဧပြီလမတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေအတွက်ရေးကောက်ပွဲကျင်းပပေးရမည်ရေးကောက်ပွဲများကိုမြေပြန့်ဒေသသာမက ်ဒေချာဒေတာတွင်လည်းပြုတ်လုပေးရမည်1948ခုနှစ်ဇန်နဝါရီလ31ရက်နေ့မတိုင်မီဂျီတီရှာစိုးရသည်ဗမာပြည်ကိုတစ်နှစ်တွင်လွတ်လပ်ရေးပေးမည်ဟုကတိပြုရမည်ဗမာပြည်ပြန်လည်ထီထောင်ရေး project များမှဗမာပြည်အတွက်အမှန်တကယ်အကျိုးဖြစ်ထွန်းစေသော project များဟုတ်မဟုတ်စနစ်တကျပြန်လည်စီစစ်ရန်တောင်းဆိုခဲ့ကြသည်ဒီဒိန်ဝင်ကြီးချုပ်အက်တလီသည်အုပ်ချုပ်ရေးအာဏာလွှဲပြောင်းပေးအပ်ရေးအတွက်အသေးစိတ်ဆွေးနွေးကြရန်အတွက်ဗမာကိုယ်စားလှယ်အဖွဲ့ကိုဒီဇင်ဘာ20ရက်မှတိုင်မီအရောက်လာကြရင် တင်းညာချက်ထုတ်လိုက်သည်ဘူကျော်အောင်စန်းသည်1946ခုနှစ်ဒီဇင်ဘာ20မတိုင်မီလန်ဒန်မြို့ကိုရောက်အောင်သွားခဲ့တော်လဲနောက်ကြသူများရှိသောကြောင့်1948ခုနှစ်ဇန်နဝါရီလ9ရက်နေ့တွင်ဆွေးနွေးပွဲစတင်ညလေသည်ဆွေးနွေးပွဲသည်အဆအစာအယားအယားအဆင်ပြေပါသည်ဘူကျော်အောင်စန်းကဗမာပြည်လွတ်လပ်ရေးပေးရာတွင်တောင်နန်းဒေသများကိုတပြိုင်နက်တည်းပေးရမည်ဟုတောင်းဆိုရာပြဿနာကြုံနေရသည်ဇာဟုဘရန်ကလည်းရှင်းပြသည်နေဆက်ဒေသ နေကြာဒေသတောင်ပေါ်ဒေသများ၏ဘတ်ဂျက်သည်နေဆက်ဒေသအုပ်ချုပ်ရေးတာဝန်ခံများထံတွင်သာရှိသည်ယခုဗမာပြည်ကိုလွတ်လည်ရေးပေးခြင်းသည်1935ဗမာပြည်အဥ္ဇရေရပေးထားခြင်းဖြစ်သည် နေဆက်ဒေသများသည်မူလပြည်တိရှာတို့ဗမာပြည်ကို နေချက်ကျူးကျော်စစ်ပွဲ၃ငြိမ်ဖြင့်သိမ်းယူခဲ့သောအချိန်ကာလကလေးကရှမ်းချင်းကချင်းဒေသများသည်ဂုံးမောင်မင်းဆက်ဗမာပြည်တို့၏လက်အောက်တွင် မရှိကြပါဟုရှင်းပြခဲ့ပြီးဖြစ်သည်နေဆက်ဒေသများကိုတီးကြားအစီအစဉ်ဖြင့် လွတ်လပ်ရေးပေးမည်ဟုဤတိရှာတို့ကရှင်းပြသည်ဘူကျုံအောင်ဆန်းကဓာရီကိုကြုတ်မသိပါကြုတ်သိတာကကြုတ်တို့တိုင်းရင်းသားတွေအားလုံးလွတ်လပ်ရေးကိုအတူတူရလိုပါသည် ဟုသွတ်တောင်းသည်ဘူကျုံအောင်ဆန်းကပြည်တိန်ဝင်ကြီးချုပ်အက်တလီကိုပြောခဲ့သည်ကျွန်တော်တို့အားလုံးပေါ်ဘာမှအကြောင်းပြောခဲ့တဲ့အခါကြီးတောင်စုတိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စွာပါဝင်ကြပြီးလွတ်လပ်တဲ့နိုင်ငံဆိုတဲ့အဓိပ္ပာယ်နဲ့ဆွေးနွေးပြောဆိုကြပါဒီပြန်ဒေတာတောင်နန်းဒေတာဆိုပြီးခွဲကြမပြောကြပါနဲ့ဘာမှတဲ့မှာ အားလုံးပါဝင်ကြတယ်လို့မှတ်ထားကြပါကျွန်တော်တို့တိုင်းပြည်လွတ်လပ်ရေးရတဲ့အခါရေးပြန်တောင်းပေါ်အားလုံးလွတ်လပ်ကြတဲ့သဘောပါနိုင်ရင်သာမျိုးနွယ်စုအားလုံးကိုအပြည့်အဝလွတ်လပ်ရေးပေးပါတယ်ဟုအောင်ဆန်းကဆိုသည်အတလီကသဘောတူရန်ဆန္ဒရှိတော်လဲတောင်နန်းဒေသအုပ်ချုပ်ရေးအရာရှိစတီဗင်ဆင်ကဗိုလ်ချုပ်အောင်ဆန်း၏သဘောထားသည်သူတို့ဦးတွေ၏သဘောထားဖြစ်သည်အောင်ဆန်းရဲ့ရိုးသားဖြူစင်တဲ့စိတ်ဓာတ်ကိုလေးစားပါရတယ်။ဒါပေမဲ့ဗမာနိုင်ငံရေးသမားတွေအားလုံးကောက်ကျစ်ကြတယ် တောင်နန်းသားတွေအပေါ်ဒန်းလူရီသူဆက်ဆံတဲ့သူတိတ်မရှိကြဘူးကျွန်တော်တိုင်းရင်းသားဒေသတွေမှာအချိန်ကာလကြာရှည်စွာမှုထမ်းခဲ့တော့ဗမာတွေနဲ့တိုင်းရင်းသားတွေရဲ့ဆက်ဆံရေးကိုကောင်းကောင်းသိတယ်ဗမာအများစုရဲ့စိတ်ဓာတ်ဟာတိတ်ကိုအောက်တန်းကြတယ်ဗမာအများစုရဲ့စိတ်ဓာတ်ကတိတ်ညံဖျင်းတယ်တိုင်းရင်းသားတွေအပေါ်အနိုင်ကျင့်ကြတယ်သူတို့ကိုတနိုင်ငံနဲ့အဖြစ်တူတူစုပေါင်းပြီးလွတ်လပ်ရေးပေးလိုက်ရင်နောက်ပိုင်းမှာဗမာတွေကတိုင်းရင်းသားတွေရဲ့လွတ်လပ်ခွင့်ကိုအပြည့်အဝပေးမှာမဟုတ်ဘူးဟုတ် နိုင်ဝမ်စတီဗင်ဆင်ကသူ၏အတွေ့အကြုံအရမမနှင့်တိုင်းရင်းသားတွေကိုစူးစီးပြီးလွတ်လပ်ရေးပေးခဲ့ပါကလွတ်လပ်ရေးပေးပြီးနောက်ပိုင်းမှာဗမာခေါင်းဆောင်တွေကတိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကိုဖိနှိပ်ပိတ်ပင်ထားမိတိုင်းရင်းသားတွေကလက်နက်ကိုင်ပြီးတော်လှန်ကြမိဗမာအစိုးရကနှိမ်နှင်းမိဒီပြဿနာတွေကြုံတွေ့ရမည်ဟုဆိုခဲ့သည်နိုင်ဝမ်စတီဗင်ဆင်ကြိုတင်ပြောဆိုခဲ့သည့်အတိုင်းဗမာပြည်လွတ်လပ်ရေးရပြီးနောက်ခရင်ခေါင်းဆောင်ကြီးစောဘာဦးကြီးခေါင်းဆောင်ကြီးပြည်내တောင်းသည် ဦးနုနှင့်ဗိုလ်ချုပ်နေဝင်းတို့ကပြည်နယ်မပေးဘဲကရင်များကိုတပ်ဖြတ်ကြရာ1944တွင်ကရင်တော်လှန်ရေးပေါ်ပေါက်ခဲ့ရာယနေ့အထိအမြင့်ပြတ်သည်ဟုမဆိုနိုင်ပါ1960တွင်ဝင်းကြီးချုပ်ဦးနု၏ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြထမ်းသောကြောင့်ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့်ကချင်လွတ်မြောက်ရေးတပ်မတော် GIA တို့ပေါ်ပေါက်ခဲ့သည်ယနေ့အထိဦးနုမှုေးခဲ့သောမိဦးနေဝင်းမှုေးခဲ့သောမိများမငြိမ်းသေးဘဲတောက်လောင်နေစေဖြစ်သည်ယခုအခါဦးနေဝင်းကိုတော်လန်ယာမပေါ်ပေါက်ခဲ့သော ရန်သဘုံဖွဲ့များပလောင်သဘုံဖွဲ့များပအိုသဘုံဖွဲ့များကချင်းသဘုံဖွဲ့များတခိုင်သဘုံဖွဲ့များဝန်းသဘုံဖွဲ့များနဲ့ချင်းသဘုံဖွဲ့များရှိနေစေဖြစ်ပြီးယခုအခါဒေါအောင်ဆန်းစုကြည်ဦးဆောင်ပြီး27ရာစုပင်လုံကြီးလာကန်ကို ရခင်သမရာဟောင်းဦးသိန်းစိန်လက်ထံမှယနေ့အထိကြိုးပမ်းနေစေဖြစ်သည်အောင်မြင်မှုမရသေးပါထို့ကြောင့်စတီဗင်ဆင်ကိုအပြစ်ဆိုကြသောဗမာနိုင်ငံရေးသမားများမိမိတို့ကိုမိမိအပြစ်တင်ကြရပေမည်အခြေတင်ဆွေးနွေးပွဲများပြီးဆုံးသောအခါ အောင်ဆန်းအတလီသဘောတူစာချုပ်ကို1948ခုနှစ်ဇန်နဝါရီလ28ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့ကြသည်မမကိုစလဲအဖွဲ့မှဂလုံးဥစောနှင့်သခင်ဖားစိန်တို့ကလက်မှတ်မထိုးကြပေအောင်ဆန်းအတလီစာချုပ်အရပြည်တိန်အစိုးရသည်မမပြည်ကိုတနစ်တွင်လွတ်လပ်ရေးပေးမည်ဖြစ်သည်ဖွဲ့စည်းပုံခြေခံဥပဒေရေးဆဲရန်အတွက်ရွေးကောက်ပွဲကိုဧပြီလတွင်ကျင်းပပေးရမည်ထိုချိန်တွင်ဘရင်ခန်း၏အမှုဆောင်ကောင်းစီသည်ရားပြအစိုးရတာဝန်ကိုထမ်းဆောင်နေမည်ဖြစ်သည်ဒီတိရှာစစ်တပ်သည် ဘာမာအာမီနှင့်လက်တွဲပြီးနိုင်ငံတော်လုံခြုံရေးတာဝန်ကိုထမ်းဆောင်ပေးမည်အဖွဲ့ချုပ်သည်နောက်တစ်ချိန်တွင်နိုင်ငံတော်အေးချမ်းတာယာမှုကိုအကြီးအကျယ်ဒုက္ခပေးနိုင်သောကွန်မြူနစ်အားလုံးကိုနှိမ်နှင်းပစ်ပါဟုအတလီကဗိုလ်ချုပ်အောင်ဆန်းကိုအကြံပေးလိုက်သည်ဗိုလ်ချုပ်အောင်ဆန်းသည်စာဒေါ်မန်စမစ်၏ဗမာပြည်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုနှောက်ချက်ဖျက်ဆီးခြင်းသည်လွတ်လပ်ရေးပန်းနိုင်သည့်အလံဝင့်အောင်လုပ်နေသောကြောင့်ဖြစ်သည်ယခုမိမိသည်နိုင်ငံတော်တိုးတက်ဖို့တည်ဆောက်ရေးလုပ်ငန်းတွေလုပ်တဲ့အခါကျရင်မိမိဝတ်လည်မည် မိမိတို့အစိုးရအဖွဲ့လုပ်သည်။ကပြက်ရပြက်လုံးမြီအလန်းဤသခင်ဆိုးအုပ်စုနေအလန်းဖြူသခင်တန်းထွန်းအုပ်စုဒုက္ခပေးမြီကိုတည်သည်ဒီတိချအစိုးရကဗမာပြည်ကိုလွတ်လည်ရေးပေးသောအခါရေပြန့်ဒေသနှင့်တောင်နှန်းဒေသတွေပူးပေါင်းနိုင်ကြရင်ပူးပေါင်းပြီးလွတ်လည်ရေးပေးလိုက်မည်ဘင်လုံကွန်ဖရင့်မှာတိုင်းရင်းသားတို့ဘက်ကကိုယ်တော်လှန်ရေးအားလုံးတက်ရောက်ကြပြီးလက်မှတ်ထိုးကြလျင်တောင်ပေါ်မြေပြန့်ပူးပေါင်းပြီးလွတ်လည်ရေးပေးမည်ဟုအတလီကကြေပေးသည်တောင်နှန်းသားတွေမြေပြန့်နဲ့ကျင်းနဲ့ကြည်ပြူစွာပူးပေါင်းကြတယ်ဆိုတာ နေဆက်ဒေတာစစ်စင်ရေးကော်မတီကထောက်ခံချက်ပေးဖို့တော့လိုအပ်တယ်ဟုဆိုသည်ဘူဂျောင်းအဆန်းသည်အတလီနှင့်စာချုပ်ချုပ်ဆိုလိုက်သောအခါကွန်မြူနစ်တို့ကအောင်ဆန်းသည်အရင်းရှင်တွေကိုအရှုံးပေးပြီးဘူးပေါင်းလိုက်သည်ဟုဆွဆွဲကြသည်ဘူဂျောင်းအဆန်းသည်ကွန်မြူနစ်တို့ကိုပြက်ပြက်သားသားသဘောထားခဲ့သည်ဘူချင်းတွင် နေကြဒေတာအုပ်ချုပ်ရေးအဖွဲ့ကော်မရှင်မင်းကြီးနိုဝမ်စတီဗင်ဆင်က ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ